ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အကြီးဆုံးစေကန်ချက်တိုဂရမ်ရဲ့လုပ်ငန်းလိုင်စင်ကိုပြပကုမ္ပဏီတစ်ခုကိုငှားရမ်းလိုက်တာကြောင့်တင်မောချင်းအလုပ်သမားတွေကယာယီအစိုးရရဲ့အစီအစဉ်ကိုစန့်ကျင်တဲ့အနေနဲ့နိုဝင်ဘာ၁ရက်မှာဆန္ဒပြမှုတွေပုံမတိုးမြင့်လှုပ်ဆောင်ခဲ့ကြပါတယ်။အော်တိုဝါလာမှာလူနည်းစုနဲ့စတင်ခဲ့တဲ့ဆန္ဒပြမှုဟာလက်ရှိမှာပုံမအရှိန်မြင့်တက်လာခဲ့ပြီးစိတ်ကမ်းမှရှိတဲ့အလုပ်သမား၂၀၀ဝန်းကျင်အထိပိုပေါင်းပါဝင်လာခဲ့ပါတယ်။ နိုင်ငံခြားကျွမ်းကျင်သူလုပ်ငန်းရှင်တွေကနိုင်ငံခြားယင်းနှိမ့်မြုံနယ်မှုတွေကိုတိုးမြင့်ပေးပြီးလုံဆောင်နိုင်စွမ်းကိုမြင့်တင်ပေးမှာဖြစ်ပါတယ်လို့ Chatogram စေကန်းအာနာဝိုင်အဖွဲ့ဥက္ကဋ္ဌကဆိုပါတယ်။နိုင်ငံပိုင်သတင်း BSS မှာဖော်ပြတဲ့အရ UAE အခြေစိုက် DP World ဟာစေကန်းရဲ့ New Morin Container Game မှာလုပ်ငန်းဆောင်ရွက်မှုတွေကိုစိတ်ဝင်စားနေပြီးဒိမတ်သင်းမော လုပ်ငန်းကြီး AP Mola Mares ကမြို့ပြမှာရှိတဲ့ Ledia Container Game မှာလုပ်ငန်းဆောင်ရွက်ဖို့စိတ်ဝင်စားနေတယ်လို့ဆိုပါတယ်။ ။ယာယီအစိုးရနဲ့သဘောတူညီမှုတွေကိုဒဇမလမှာလက်မှတ်ရေးထိုးသွားဖွယ်ရှိတယ်လို့ပို့ဆောင်ရေးဝန်ကြီးဌာနအကြီးအကဲအတွင်းဝန်မိုဟာမက်ယူဆက်ကပြောကြားခဲ့ပါတယ်။